င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအွန်လိုင်းကိုအဖွဲ့ဝင်125နိုင်ငံပါဝင်တဲ့ကမ္ဘာရာဇဝတ်တရားရုံး ICC ကနေပါဝရန်ထုတ်ဖို့ရှောက်ထားလိုက်မှုဟာကမ္ဘာထိတ်တန့်သတင်းကြီးဖြစ်လာပြီးနိုင်ငံတကာအဖွဲ့တွေကပါအငြင်းဆုံးပါဝရန်ထုတ်ဖို့တိုက်တွန်းတောင်းဆိုလိုက်ကြပါတယ်ဂီနီဘီနမှာအချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးခြေမုံခံရပြီးတဲ့နောက်ဟန်စီခရရဲစကောက်စီတပ်ဖွဲ့ဝင်တွေထဲမှာစစ်မှုထမ်းအပစင်နှစ်ကတတသက်အောင်စုံမို့ဆိုသူပါနေတဲ့အတွက် အသက်ချမ်းသာပေးဖို့မိဘဆွေမျိုးတွေကမြစ်တာရက်ခံထားပြီးစစ်ကောင်စီတပ်ကတော့တိုက်ပွဲကျသွားပြီးဆိုပြီးတော့သားမိသားစုစီအကြောင်းကြားထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်မေအွန်လိုင်းကိုအဖွဲ့ဝင်125နိုင်ငံပါဝင်တဲ့ကမ္ဘာရာဇဝတ်တရားရုံး ICC ကနေဖောင်ရန်ထုတ်ဖို့ရှောက်ထားလိုက်မှုဟာကမ္ဘာထိတ်တန့်သတင်းကြီးဖြစ်လာပြီးနိုင်ငံတကာအဖွဲ့တွေကပါအမြန်ဆုံးဖောင်ရန်ထုတ်ဖို့တိုက်တွန်းတောင်းဆိုလိုက်ကြပါတယ် ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာတပ်သေးအထောက်အထားအခိုက်အမာနဲ့ပြစ်မှုထင်ရှားတဲ့အတွက်မြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖမ်းရန်ထုတ်ပေးဖို့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ်ကနေနိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ရှောက်ထားလိုက်တာပါအဲ့ဒီလိုအကြံဖက်မင်းအွန်လိုင်းကို ICC တရားရုံးကနေဖမ်းရန်ထုတ်ဖို့ရှောက်ထားလိုက်တဲ့တဲ့ဟာ ကမ္ဘာတည်င်းဌာနတွေဖြစ်တဲ့ CNN, Reuters, AP, AFP, BBC အပါအဝင်နာမည်ကျော်သတင်းဌာနကြီးတွေအားလုံးမှာထိတ်တန့်သတင်းကြီးအဖြစ်ပေါ်ပြနေကြပါတယ်။ဒါအပြင်တစ်ဖက်မှာလည်း ICC ကဖမ်းရန်ထုတ်တော့မဲ့မင်းအောင်လိုက်ဆိုတာဟာဘလို့လူစားလဲဆိုတဲ့သုံးသက်ချက်ဆောင်ပါတွေကိုကမ္ဘာကျော် The New York Times သတင်းစာကြီးကလည်းပေါ်ပြထားပါသေးတယ်။တစ်ဖက်မှာလည်းနာမည်ကျော် The Guardian နဲ့ အဲဂျဇီရာဒဒင်းဌာနကြီးတွေမှာလဲမဲအောင်လိုင်းနဲ့ဆက်အနာသိမ်းမှုအခြေအနေတွေရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တာတွေကိုကြက်ကြက်ပြန့်ပြန့်သတင်းတွေတင်ဆက်နေကြပါလေ။ဒါအပြင်အဲဒီလိုအကြမ်းဖက်မဲအောင်လိုင်းကို ICC တရားရုံးကဖမ်းရမ်းထုတ်ဖို့စီစဉ်နေမှုအပေါ် SCCM ကလည်းအမြန်ဆုံးဖမ်းရမ်းထုတ်ပေးဖို့တောင်းဆိုလိုက်တဲ့အပြင် Burma Campaign for UK Human Rights Watch အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတချို့ကပါ ICC တရားရုံးရဲ့ထုတ်ပြန်ချက်ဟာမှန်ကန်တဲ့အကြောင်းကိုပါထောက်ခံထားကြပြီးအဲဒီလိုမင်းအွန်လိုင်းကိုဖမ်းရမ်းထုတ်မဲ့အပေါ် ICC အဖွဲ့ဝင်125နိုင်ငံတွေအနေနဲ့ပူးပေါင်းကြဖို့ကိုပါတိုက်တွန်းထားကြပါသေးတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲအကြံဖတ်မင်းအွန်လိုင်းကို ICC တရားရုံးကဖမ်းရမ်းထုတ်ဖို့ရှောက်ထားမှုအပေါ် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက်အတိမတ်မပြုဘူးဆိုပြီးအကြံဖတ်စစ်ကောင်စီကနိုဝင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတုံ့ပြန်ပြောဆိုလိုက်ပြန်ပါတယ် အဲ့ဒီလိုအကြံဖတ်စစ်ကောင်စီကတုံ့ပြန်ပြောဆိုမှုကိုစစ်တပ် lobby သတင်းမီဒီယာအမိခံတွေနဲ့နိုင်ငံခြားသတင်းဌာနတွေကိုပေးပို့ပြီးစစ်ကောင်စီကအသိမဲ့မပြုဘူးဆိုတာတွေကိုပြောဆိုနေပြန်တာပါဒါပေမဲ့အဲ့လိုအချက်ဖတ် main online ကို ICC တရားရုံးကဖမ်းရန်ထုတ်ဖို့ရှောက်ထားလိုက်တဲ့ကိစ္စတွေနဲ့သူတို့စေအောင်စုဘက်ကတုံ့ပြန်ချက်တွေကိုတော့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာနဲ့သူတို့လက်အောက်ခံသတင်းဌာနတွေမှာတရားဝင်ဖော်ပြထားတာမျိုးမရှိသေးပါဘူးတစ်ဖက်မှာတော့အဲ့လိုအချက်ဖတ် main online ကို ICC ကနေဖမ်းရန်ထုတ်ဖို့ရှောက်ထားလိုက်မှုဟာ ကမ္ဘာထိပ်တန်းသတင်းကြီးဖြစ်လာပြီးနိုင်ငံတကာအဖွဲ့တွေကပါအမြန်ဆုံး power run ထုတ်ဖို့တိုက်တွန်းတောင်းဆိုနေကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ဂင်းနီပြည်နယ်မှာအချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးခြေမုံခံရပြီးတဲ့နောက်ဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာစစ်မှုထမ်းအပတ်စဉ်နှစ်ကတပ်သားအသစ်အောင်စော်မိုးဆိုတဲ့သူပါနေတဲ့အတွက်အသက်ချမ်းသာပေးဖို့မိဘဆွေမျိုးတွေကမြစ်တာရက်ခံထားပြီးစစ်ကောင်စီတပ်ကတော့တိုက်ပွဲကြသွားပြီးဆိုပြီးတော့ဒါမိသားစုတွေစီအကြောင်းကြားထားတယ်လို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ် နိုဝင်ဘာလ25ရက်နေ့ကပဲလွယ်ကော်မြို့ကိုအင်အား80ကျော်လောက်နဲ့ချီတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဂီနီတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားပြီးချေမှုခံလိုက်ရတယ်လို့သိရပါတယ်။အဲဒီလိုစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကနေစစ်တုံးမန်း9ဦးဂိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီစစ်တုံးဘန်းတွေတဲမှာစစ်မှုထမ်းအပတ်စဉ်နှစ်ကတတအစ်အောင်စောမို့ဆိုသူပါဝင်နေတယ်လို့မိသားစုနဲ့နှိစက်သူတွေကပြောထားပါတယ် ဲ့ဒီစစ်မှုထမ်းတပ်သားတွေအောင်စုံမို့ဆိုတဲ့သူဟာမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ပြည်ချင်းရန်လုံရက်ကွက်ကဖြစ်ပြီးစစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတွေအဖြစ်အတင်းအကျပ်မိဘတွေနဲ့ချိန်ချောက်ပြီးစစ်တပ်ထဲကိုဖမ်းဆီးခေါ်သွားတာဖြစ်တယ်လို့အခုလဲရှေ့ထဲမှာတိုက်ပွဲကျသွားပြီးဆိုပြီးတော့ဒါစစ်တပ်ကအကြောင်းကြားထားပြီမဲ့ဒေါ်လာရေးတပ်တွေဖမ်းဆီးရမိထားတဲ့ဓာတ်ပုံတွေတက်လာတော့မှဖမ်းဆီးခံထားရတယ်ဆိုတာကိုမိသားစုတွေကသိလိုက်ရတာဖြစ်တဲ့အတွက် အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့အောင်စော်မိုးဆိုတဲ့သူကိုအသက်ချမ်းသာပေးဖို့ကိုပါမိသားစုတွေကမြစ်တာရက်ခံထားကြတယ်လို့လဲမိသားစုနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပခုတ်ကူနဲ့စလင်းကြီးမြို့နယ်တွေမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားရာနေရာတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားတယ်လို့ဒေါ်လာရေးသတင်းရင်းမြစ်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ပခုတ်ကူမြို့နယ်မှာဆိုရင် နိုဝင်ဘာလ26ရက်နေ့ကပဲရေလာလေးပြူစော့တီဂိတ်စခန်းမှာအထိုင်ချတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေက drone နဲ့ဘုံသီးအလုံး20ပါအုံပြုပြီးတော့တိုက်ခတ်ခဲ့တယ်လို့ Black Eagle Drone Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။တစ်ဖက်မှာလည်းစလင်းကြီးမျိုးဘက်ကအချက်ဖက်စစ်ကောင်စီတပ်ဆွဲထားရာဈေးရုံတဝိုက်နဲ့ဈေးနောက်ဘက်နေရာတွေကိုဒေါ်လာရေးတပ်တွေကတွားရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုတွေအတွင်း စေကောင်းစီဘက်ကထိခိုက်သိဆုံးမှုတွေလည်းရှိထားတယ်ဆိုတဲ့အကြောင်းတွေကိုပါတိထားရတယ်လို့တော်လိုင်းရစ်တက်တွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမှာရှိတဲ့ကလေးဝမော်လိုက်လမ်းပိုင်းကိုအကြံဖတ်စေကောင်းစီတက်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေအချိန်မရွေးပြင်းထန်လာနိုင်တာကြောင့်ကလေးဝမော်လိုက်အကြားမှာကုန်းလန်းရေလန်းတွေကိုကလေးခိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကယာယီပိတ်ပင်ထားပါတယ်လို့အတိအပြေပြောဆိုထားပါတယ်နိုဝင်ဘာလ26ရက်နေ့မှာပဲ အချမ်းဖတ်စကောင်စီရဲ့ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကနေတံပြားကစစ်ကား၄စီးနဲ့အတူတက်ခိုက်ရေး drone တွေလက်နက်တွေတင်လာပြီးကလေးဝမော်လိုက်လမ်းမိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအတွက်ဒေတာကန်တော်လိုင်းတပ်တွေနဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေအချိန်မရွေးပြင်းထန်လာနိုင်တဲ့အတွက်နိုဝင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးကလေးဝမော်လိုက်အချမ်းမရှိတဲ့ကုန်းလန်းရေလန်းတွေကိုခိတယာယီပိတ်ပင်ထားပါတယ်လို့ကလေးခိုင်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကအတိအပြေပြောဆိုထားပြီး အဲ့ဒီလမ်းမတွေကိုပြန်လဲသွားလို့ရပြီဆိုတာနဲ့ပြည်သူတွေကိုချက်ချင်းအတိပေးထုတ်ပြန်ပေးပါမယ်လို့လည်းပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါလေကျွန်တော်နိုင်ငယ်ပါ